စာရှင်ပြတို့ကစကားပြောကြရမှာလေဘုန်းကြီးရဲ့တာဝန်6ရက်မကောင်းမြစ်ထားကောင်းရာညွန်လစ်အသည့်ဟောကျူးနာဘူးထက်မှန်နတ်ထံတင်ရာမေတ္တာလဲပြုယဟန်မူ6ခုလိုသေးကြ5ခုလုံးကဘာလို့လဲစကားပြောတာမကောင်းမြစ်ထားမကောင်းမြစ်တာမဟုတ်ဘူးနော်မကောင်းမြစ်တာမဟုတ်ဘူးအရင်ကတော့သာဝမူရင်းတိုင်းလိုက်မကောင်းမြစ်ထား ကောင်းယာထာယာအဲ့ကျမှကာယံကြီးမကောင်းမြစ်တာဘယ်နဲ့သွားကံယူတော့ကာယံယူစရာရှိသေးလားမြစ်တယ်ဆိုတာတားတယ်လို့တိပဲရပြီသားဒါကမြန်မာသားမြစ်တယ်ဆိုတာဘာလို့တားတာဗျာကံမြစ်တယ်လို့ရှင်းရှင်းပြရတော့ဗျာကြီးတွေပြောတယ်ကံမြစ်တယ်အာသကုသကံမဖြစ်အောင်ဆုံးဝပေးတယ်ကံမြစ်တယ်မြစ်တယ်ဆိုတာဘာတော့တားတာဒါကြောင့်တားလို့မရအောင်မကောင်းမြစ်ထားလို့ရေးတာသင်္ကေတဆရာတော်ဖျားကြီးနော်မကောင်းမြစ်ထားကောင်းရာ ထာယာကာယံယူတာလားအသာသမီးချင်းမိဘချင်းကိုကြည်လဲအဲ့လိုပဲမကောင်းမြတ်တာကောင်းရညွန်လဲအတက်တင်စီအဲ့ဒါလဲအဲ့မှာထာပဲအခုဒီမှာမကောင်းမြတ်တာကောင်းရညွန်လစ်လစ်ဆိုတာလစ်ဟပြရွှေအိုးကြီးကိုပြသလိုပဲဆိုတော့ကောင်းရညွန်လစ်ဆိုတာသုံးမပေးတာလစ်ဟပြဖွင့်ပြပေါ်လွင်အောင်ထင်ရှားအောင်တိတာမြင်တာအောင်ပြောတာလစ်တယ်လို့ပြောတာမမသာကတော်တော်ကျေတယ်တော့ဗျာနော်မကောင်းမြတ်တာကောင်းရညွန်လစ် အသည့်ဟောကျူးအသည့်ဟောကျူးဆိုတော့အရှင်များတို့တွေ့ကြုံဟောခိုင်းတယ်ဟုတ်လားမဟုတ်ဘူးတဲ့တရားကြီးကြီးတက်မနေနဲ့အောင်နဲ့ပြောတာတပတ်လာလဲတာတပတ်လာလဲတာတစ်ခါလာလဲတာမလုံးနဲ့အောင်လို့ပြောတာအသည့်လေးလည်းပြောအောင်နဲ့ဟုတ်လားတရားအသည့်တွေသိကြတယ်မရှိဘူးလားအသည့်ဟောကျူးနာဘူးထက်မှန်တကယ်လေးနဲ့တဲ့ဟာတွေမဂ္ဂင်ရှင်ပါဘဏ္ဍကဟောမဂ္ဂင်ရှင်ပါလွတ်ဟောလို့ရသစ္စာလေးပါလွတ်ဟောလို့ရဘယ်ရမှာတော့နာဘူးတဲ့တရားတွေကိုတစ်ခါနဲ့တခါသဘောပေါက်တာ ပို့ပို့ပြီးတော့သဘောပေါက်သွားဘူးလို့လေအဲ့ဒါကြောင့်ဒါထက်ခါထက်ခါပြောပြရနာဘူးထက်မှနတ်ထန်တင်ရာကောင်းတဲ့ကုသိုလ်ကောင်းမှုတွေလုပ်ရင်တော့ကောင်းတဲ့သူဂတိချမ်းသာတွေရောက်မှာပေါ့အဲ့ဒီအဆုံးအမတွေပေးဆိုငါးခုလုံးကမလိုอ่ะစကားပြောတာပြောစကားပြောတယ်ဘာနဲ့ပြောစာနဲ့ပေနဲ့ပြောလို့ပြောချင်တာတပြိတော့ဒီကိုချိတ်ရှင်လို့မလေးပြောလိုက်တာမိနစ်30ကြာသွားစကားပြောရင်ဗာနဲ့ပြောစာနဲ့ပင်နဲ့ပြောစာဖတ်ပဲနဲ့ဗာသွားပြောအပေါတော့ကရပြောပေါတော့ကရပြောရင်တော့စာဖတ်ရမှာမလို့ တို့တော့တက်တက်တူတူပြောရင်တော့ဘာလို့အောင်စာဖတ်မယ်ဗျာဟုတ်လားဒါကြောင့်တို့ရောရိုးသားဖို့ဖြောင်းမတ်ဖို့ဥတီကျမှန်ဖို့ရိုးသေးခဏအောင်ကျင့်နိုင်ဖို့ဆိုတာသာပေဖတ်မှကိုရရှင်းရှင်းစရာတော့ဗျာကြီးမကာရာလောဘအကျော်တို့ဆရာတော်ခင်ကြီးပြောတို့တပည့်တော်တို့ကမန်လေးဆရာတော်ဖျားကြီးတို့စာသိပ်ဖတ်တာဟုတ်ဗျာစာသိပ်ဖတ်တာအခုဒီပြောရှင်များတို့တိမ်ထဲမှာစာအုပ်တွေမတွေ့ဘူးလားမန်လေးဆရာတော်ကြီးဖတ်ခဲ့တာအဲ့ထက်ကိုကျမ်းနေများတယ်စာရိုက်ဗီဒီယိုကြီးနေထားတာဆရာတော်ဖျားကြီးဖတ်ခဲ့တဲ့စာတွေမန်လေးကိုဒီတော့ခဏခဏရောက်တယ်ဗျာ ဆရာတော်ဘုရားကြီးကြောင်းဗကြီးဆွဲတော့လေကောင်းလိုက်တာဘုရားလောင်းတော်ထွက်ကံကိုဆရာတော်ဘုရားကြီးဆွဲထားတာတကယ်ကောင်းတာဗကြီးဆေးရေးဟိုဘကနန်းတွင်းတော့ဆရာခြုံတော့ကိုပြီးတယ်ဆရာတော်ရေးတာဗဘူးထုတ်ရတာသူ့ငွေချင်းရုပ်တို့မသိရင်လူကြီးထိုင်နေတယ်ထင်ရအဲ့ဒါလောက်ထိကောင်းတာအဲ့ဘယ်လဲဆရာတော်ဘုရားအကုန်လုံးတက်တာအကုန်လုံးတက်တာရှင်အဲ့ဟောဆရာကောင်းတယ်နော်အကြောင်းရာအတွေ့အကြုံအတွေ့ခေါ်အဖြစ်အပျက်တွေကို ရေသာပုံနှိပ်ထွန်းထုတ်ထားသည်များကို စာပေဟုခေါ်သည်ခုနကစာအခုကအဲမြန်မာသားအဘိဓမ္မာအဲကြောင့်ရှင်ပြားတို့စာနဲ့ပေနဲ့ရေးကြသားကြတော့မယ်ဆိုရင်တရားဟောတဲ့နေရာမှာတော့မြန်မာသားအဘိဓမ္မာဘာလို့ဒါအထုမလို့ပါဘူးရတယ်တရားဟောတဲ့နေရာမှာတော့စာနဲ့ပေနဲ့ရေးတော့မယ်ဆိုရင်တော့ရှင်ပြားတို့ကိုကဒါကြောင့်အင်္ဂလိပ်အဘိဓမ္မာမြန်မာသားအဘိဓမ္မာလူကုန်မလို့သိနေလူကုန်မလို့သိနေအဲ့ဒါလေးတွေခြင်တာရှင်ပြားကိုကားစရာရသွားဒီပြားတို့ reference လုပ်တယ် ပေပါရေးရေးမယ် thesis တွေလုပ်မယ်ဆိုတာရေးကြည့်သွားပြီကိုကကြမ်းသာပါရှင်ပြအမှိုက်ပုံးနေပဲအခုခေတ်ကျတော့တော်တော်သိတာသွားတယ်ရှင်ပြတို့ copy လုပ်တလားမလုပ်ဘူးလားဆို AI ကိုမေးကြည့်လိုက်ရရှင်ပြတို့ရဲ့စာတန်းကို AI နဲ့ပြည့်ထည်လိုက်အဲ့ဒါဆိုရင်တော် copy ဘယ်လောက်ရခဲ့နေဘာလဲထုတ်ပြလိုက်နော်လိမ့်မရတော့ဘူးနော်လိမ့်မရတော့ဘူးအဲ့ဒါတော့ဒီလိုတို့ကရှေးလူတွေပြောခဲ့တဲ့ရေးခဲ့တဲ့ဟာတွေမပါလဲရေးစရာမရှိဘူးဒါကြောင့်စာပေများရှိတဲ့ဆိုတဲ့အစ်စ်ရေးစရာရေလို့အစ်စ်ပြောစရာရေလို့မရှိတော့ဘူးတဲ့ ရှင်းတော့ပြောကြတဲ့ဟာတွေပဲပုံစံတစ်မျိုးနဲ့ပြန်ပြန်ပြောကြတာပဲဟုတ်တယ်တပည့်တော်အကုန်လုံးရေးခဲ့သားခဲ့ပြီးသားတွေကြီးတယ်နော်အဲအဲ့ဒါကိုခင်နဲ့ကန့်ညီအောင်ခင်စနစ်နဲ့ပေါ်လွင်ထင်ရှားတွေတော့ပြန်ပြီးပြောတဲ့ဟာကဲဒါတော့ဒီလိုခန်းခန်းနနာဘာအဘိဓာန်ညာအဘိဓာန်လို့ဆိုအဘိဓာန်ဆိုတာတကယ်ကိုထူးခြားတဲ့တရားတွေတော့မဟုတ်ထူးခြားတဲ့ဇာတ်တွေသာပေတွေကိုပညာရှင်တွေစုပေါင်းပြီးတော့တိဖြတ်ပြီးထည့်ထားတဲ့ကျမ်းကြီးကိုအဘိဓာန်ခေါ်တာပဲ တပည့်တော်ဘက်ကကြည့်ရင်အဘိဓမ္မာနဲ့နဲ့တဲ့သွားဆင်တာပေါ့တာမန်စာမဟုတ်ဘူးတဲ့တကယ်ကိုအနှစ်ချုပ်ပြီးတော့ထူးထူးခြားခြားလေးနေတဲ့သားတွေကိုစူးစိထားတဲ့ကျမ်းနဲ့အဘိဓမ္မာကျမ်းမြန်မာတွေဖွင့်တယ်ဒါဘလောက်လှအကြောင်းအရာအတွေ့အကြုံအတွေ့အခေါ်အဖြစ်အပျက်တွေကိုရေးသားပုံနဲ့ထွန်းတီးတာကိုဘာလို့ခေါ်တော့စာပေလို့ခေါ်တယ်တပည့်တော်ဝင်ရအရှင်ပြားတို့အကျေတော်ကသမိုင်းမှာကပ်ပြီးပြောခဲ့ပြီးပြီတပည့်တော်နိုင်ငံမှာစကားပေါ်ဖို့အကြ ాయి ဆောင်ရတယ်စကားတွေပေါ်လာတဲ့နောက်မှာသင်္ကေတတွေ တော့တင်ဂေတာတွေစကားမပေါ်ဘဲတင်ဂေတာတွေအရင်စတင်ဂေတာတွေကတော့စကားတွေပေါ်လာတယ်စကားတွေပေါ်လာတယ်ကနေတော့စာတိပေါ်လာတယ်စာကနေပေကိုရောက်ဖို့နှစ်ပေါင်းသောအကြောင်းထက်သောင်းတယ်အဲ့စာပေကအင်းနဲ့အားနဲ့ဖွင့်ရလာဖို့တော့နှစ်ပေါင်းရာနဲ့ချီပြီးထက်ဆောင်ကြောက်ခက်နှောင်းမာနေရတင်ဂေတာတွေပေါ်လာတယ်နောက်ပြုခက်ဟန်လက်ခက်မှာ စာတွေပေါ်လာပြီနောက်ပကံခက်မှာ စာလေးတော်တော်လေးအရှိဟုံရလာပြီတို့တော့ ပြည်သူပြည်သားတွေရဲ့အရာမဟုတ်ဘူးပညာရှင်တွေအရာပဲဖြစ်တယ်။အင်းဝခေလောက်ကြတော့ဆရာတော်ဘုရားအိမ်မက်ရဲ့ဂျေဇုနဲ့အစာပေတွေတော်တော်ဖွံ့ဖြိုးလာပြီ။ကုန်းမောင်ခေလောက်ကြမှာစာဟာအရှိန်ဟုန်တော်တော်မြင့်လာ။တပည့်တော်ဒီလိုဆင်သက်ခဲ့တယ်။တပည့်တော်နိုင်ငံစာဆင်းလာတာကအတော်ခမ်းနားတယ်ဗျ။အတော်ခမ်းနားတယ်။အဲ့တော့အကြောင်းအရာတွေးခေါ်ဖြစ်ပျက်တွေကိုရေးသားပုံတွေထွန်းတယ်ဗာပေါ်မှာရေးတာတော့ပေပေါ်မှာရေးတာ။ဘယ်ပေါ်မှာရေးတော့နွားသေးပေါ်မှာရေးတာ။ကျွဲတွေပေါ်မှာရေးတာရွှေချက်ပေါ်မှာရေးတာစာအုပ်ပေါ်ရင်ရေးတာတင်ပြောတာမဟုတ်ဘူးစာပေသလား ဘေးရဘောဘောရေးရေးနားဒီဘောရေးရေးပြင်ချက်ဘောပဲရေးတိရွက်ဘောပဲရေးရေးဘောဗျာဘယ်ဘောပဲရေးရေးဘောဗျာဆိုတော့ဟိုမှာအုတ်ချက်တွေဘောပဲရေးရေးကြောက်တောင်တွေဘောရေးရေးဘောဗျာကြောက်တုံးတွေဘောပဲရေးရေးဘောဗျာအဲ့ဒါတွေအားလုံး twin two data ကိုဘာလို့ခေါ်တော့စာပေလို့ခေါ်တယ်စာပေဆိုတာဘာတွေကိုပြောအကြောင်းအရာတွေအတွေ့အကြုံတွေအတွေ့အခေါ်တွေအဖြစ်အပျက်တွေအဲ့ဒါတွေကိုရေးထားတာကိုစာပေလို့ခေါ်တယ်စာမဖတ်ရင်ဘာဖြစ်မလဲဗျာကြည့်ဟိုနေနေရွာတယ်လူတွေလည်းမင်းစာဖတ်ဘာမှမဖြစ်ဘာမှမဖြစ်လို့စာမဖတ်တာစာဖတ်လို့ထမင်းဝလား မဲ့သားမဝါမှာဟုတ်ဗျာနော်စာဖတ်လို့ပတ်သံရောဝင်လားပတ်သံရှာမဝင်မှာဟုတ်ဗျာဟုတ်လားအဲ့တော့စာမဖတ်ရင်ဘာဖြစ်နိုင်မဖြစ်နိုင်ဆရာဖြစ်ခြင်းရောပညာရှင်တယောက်လိုရည်တည်ခြင်းရောဓမ္မဂရိကာကောင်တယောက်လိုရည်တည်ခြင်းရောပညာရှင်တခုဖြစ်ဖို့စာဖတ်ရင်ဘာမှမဖြစ်ဟုတ်တယ်ဘာမှမဖြစ်ဘာမှလည်းမဖြစ်ဘူးတက်တက်တူတူလူလူလာလာမရှိတော့ဘူးပညာရရင်ဝဲလေတယ်အခုရှင်ဘုရားတို့ရှေ့ထွက်တာတောင်မနဲ့ရှင်ဘုရားဘာများဖြစ်လဲရမလဲဘာဖြစ်ရင်ပိုကောင်းမလဲ ်တပည့်တော်စာပိုးဖတ်ပြီးတော့အချက်လက်တွေပိုးကောင်းအောင်အာဒါဘုန်းကြီးတိုင်းလို့လို့ပြောတယ်ငါးပါးဆိုလေးပါးလောက်ကအဲဒီကပြောတယ်ကော်ပီယူထားကြလားတော့မသိဘူးထားတာတော့အသေးချာတာတော့ရှင်မရတို့ဒါစာရေးဘူးသားနေတယ်ဆိုတော့ရှင်မရတို့ကိုယ်တိုင်သိတယ်သိဘူးလားဗျာအဲအဲ့ဒါဆိုတော့တပည့်တော်တို့အခုဥပဒေရောပြောနေတယ်တပည့်တော်ရောပြောနေတယ်ရှင်မရတို့သင်တန်းပိုင်းဆိုင်ရာတာဝန်ယူထားတဲ့တပည့်တော်နှစ်ပါးစာဖတ်လာဖတ်ဘူးလားအဲရှင်မရတို့နားထောင်ကြည့်ဒီမှာပေါ့။ဟောဘဖက်ပဲနဲ့တူတို့ဘယ်စာအုပ်တဲ့ပါဘယ်လိုလုပ်သိမလဲသိပါမလား။ မသိဘူးဗျာနော်အဲ့ကြောင့်တို့ဖတ်ထားလို့စာမဖတ်ရင်တော့ဘာမှမဖြစ်နိုင်ဘူးတဲ့ဆိုအောင်မြင်ခြင်းနဲ့ချမ်းသာခြင်းနဲ့ကြွယ်ဝခြင်းနဲ့ဟောဝီနီးလေးသားခြင်းနဲ့ဝီနီးမဖတ်ရင်ရမရဘူးဒုတင်နေစောက်တူခြင်းနဲ့ဒုတင်နဲ့ပတ်သက်ပြီးတော့အဲဒုတင်ကြတော့ဖတ်အောင်နဲ့မလုပ်လောက်ဘူးစောင်းနေတဲ့ဆရာတော်နဲ့ကတ်တယ်ဒုတင်ဆိုတာအာမန်အကျင့်မဟုတ်တော့ဘူးဒီလောက်အထွတ်တင်ထားတဲ့အကျင့်ပေါ့နော်ဒါကြောင့်ဆရာကောင်းသမားကောင်းလို့လေဆရာမပြငါပြတောင်ဖုတ်တတ်ဘူးဆိုတာ ။သာဘတ်တဲ့ုံနဲ့လည်းမရပြန်။တကယ်လင်းတဲ့အကျင့်တွေကြာဆရာနဲ့ကတ်ကြည့်ရ